ယခုသုတ်ခေလို့ပြောနေကြပါတယ်ဘုရားသာသနာကွက်ပြောင်းနိုင်ပါသလားမှန်တယ်သုတ်ခတ်ဆိုတာသုတ်ရုပ်လာတဲ့ခေခုမစားတာမဟုတ်ဘူးကောရမဖေယမပွင့်ငင်ကလေးကလူ၄ယောက်မှာ၃ယောက်ကတရားပြက်ပြီးတော့တယောက်ပဲလူကောင်းချန်တဲ့ခေဒါကလိယုကသုတ်ခတ်ကာလလို့ခေါ်တယ်၄ယောက်မှာ၃ယောက်ကအဆူ တယောက်ပဲအကောင်းရှိတယ်အဲ့ဒီခေတ်ကာလသာတာဆုတ်တယ်ဆိုတာဘာတွေဆုတ်လာတော့လို့ပြောမယ်ဆိုရင်ကိုချင်းတရားတွေဆုတ်တာနံပါတ်1ကိုချင်းတရားတွေပြက်ပြားလာသည့်အတွက်ကြောင့်ယာတိဥရုတွေပြက်ပြားလာတယ်တိတန်တွေယာတိဥရုပြက်ပြားတဲ့ပုံမှာဒီမြေဩဇာတွေခန်းချောက်လာတယ်မြေဩဇာခန်းချောက်တဲ့ပုံမှာစိုက်ပျိုးတဲ့တိနန်တွေကလည်းအစီဩဇာတွေရုတ်ရော့လာတယ် အဲ့ဒါလို့လူလောကကြီးကဆုံးယုံမှုပါကိုချင်းတရားဆုံးယုံပြပြမှုနဲ့ဆက်နွယ်ပြီးတော့ကုလူတွေပြပြတယ်နော်မြေစီမြေလွှားတွေပြပြတယ်နောက်ကြတော့လူတွေစားတဲ့သီးနှံတွေရဲ့စီဩစာရော့တယ်အဲ့ဒါကိုအကြောင်းပြုပြီးလူတွေဟာအသက်တိုးလာကြတယ်ဒါဆုတ်ခိတ်လို့ခေါ်တယ်အဲ့ဒါလို့တစ်ခုနဲ့တစ်ခုဆက်ပြီးတော့ဆုတ်လာဘုရားသာသနာကွဲပြောင်းနိုင်တာပေါ့ဤတို့ထိမ့်သိမ့်ကာကွယ်ချရပါမည် ထိမ့်သိမ့်ကာကွယ်ရမှာတော့မိမိရဲ့တက်ရှိမှုအမှာမြတ်စွာဘုရားရဲ့တရားတော်တွေကိုပတ်သားနာယူခြင်းကိုယ်တိုင်ကျင့်ကြံကြိုးကိုအထောက်ခြင်းကိုတသက်တာကိုကိုဘဝတမိုင်းဘေးတောင်ဝင်လို့ပြောတဲ့အတိုင်းပဲကိုကိုဘဝမှာကိုယ့်ကိုထိမ့်သိမ့်သွားချပြီးတော့လက်ဆင့်ကမ်းသွားကြမယ်ဆိုလို့ရှိရင်ဒီသာသနာဆက်လက်တည်နေဥပါမယ်။သင်ကြားခြင်းသင်ပေးခြင်း ိုချခြင်းကိုယ်တိုင်လက်တွေ့ချင်းသုံးခြင်းဆိုတဲ့ပရိယတ္တိယဝသာသနာ့တမူလန်းလို့ဆိုတဲ့ဘုရားရဲ့အဆုံးအမတွေကိုသင်ယူကြမယ်စင်စမ်းမပြပို့ချပေးကြမယ်ဆိုလို့ရှိရင်တော့ဒီတရားတော်တွေဟာသူတွေရဲ့နှလုံးသားထဲစင်စမ်းမပြရောက်တော့အဲ့ဒါဆိုလို့ရှိရင်ထိုက်တဲ့လောက်တော့သာသနာတည်နေပါဒါကြောင့်သာသနာတည်ထမ်းဖို့ဆိုလို့ရှိရင်ရသော်ဘုရားရဲ့အဆုံးအမတရားတော်တွေကို တင်ယူခြင်းပို့ချခြင်းဟာအခြေခံအကြဆုံးပဲဘဝမှာကျေနပ်เสียပါရှိတယ်လို့မေးကြည့်ကိုယ့်အကိုဖြေရှားကြည့်ငါလူဘဝရလာတယ်ကျေနပ်เสียပါကောင်းလဲဆိုဘဝကိုအကြောင်းပြုပြီးစိတ်ချမ်းသာမှုကိုချမ်းသာမှုရတာဆိုလို့ရှိရင်ဒါဘဝရဲ့ကျေနပ်เสียပါဘဝကိုအခြေခံပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ခွင့်ရတယ်ဒါနလုပ်ခွင့်ရတယ်သီလဆောက်တည်ခွင့်ရတယ်ပါရမီကုသိုလ်တွေဖြစ်အောင်လုပ်ခွင့်ရတယ် ဒါကောင်းွက်လို့ခေါ်တယ်။ဘဝကိုအကြောင်းပြုပြီးတော့ဒုက္ခသောမနတ္တကိုချမ်းသာမှုစိတ်ချမ်းသာမှုတွေကိုရတယ်။ဒါဘဝရဲ့ခြေနှက်ဆရာအတ္တရာလို့ခေါ်တယ်။ဒါဖြင့်အဲ့ဒါတွင်ရှိတာလားလို့ဆက်တွေးကြည့်လိုက်။ဘဝဟာအနိစ္စသာဝရတည်မြဲနေမှာမဟုတ်ဘူး။ရုပ်လာတဲ့ပုဂ္ဂိုလ်ကလည်းပဲလှပတဲ့ယုတ်ကလေးကမြဲနေမှာမဟုတ်ဘူး။ နုပြိုတဲ့ပုဂ္ဂိုလ်ကလည်းဒီနုပြိုမှုတွေကစင်ထာဝရမဟုတ်ဘူးနော်အဲ့ဒီအရာခတ်သိဟာပြောင်းလဲပြီးတော့နေတာဖြစ်သောကြောင့်လှပတဲ့ပုဂ္ဂိုလ်ကလည်းမလှမပဖြစ်သွားမှာပဲနုပြိုတဲ့ပုဂ္ဂိုလ်ကလည်းပဲဒီဉာဏ်နဲ့ရောဥမင်းနဲ့အသိဉာဏ်တွေရရှိလာမှာပဲဖြစ်တဲ့ကျမ်းမာနေတဲ့ပုဂ္ဂိုလ်ကလည်းအစဉ်ကျမ်းမာမှာမဟုတ်ဘူး မကြမ်းမမှာယောဂဝေဒနာရတဲ့အချိန်ဆိုရှိတယ်။အစင်သာဝရလူတွေဟာကြမ်းမာပြီးဖြတ်လက်ပြီးအစင်သာဝရပျော်ရွှင်နေသလားလို့ဆိုမဟုတ်ဘူး။မပျော်ရွှင်ရမယ့်အချိန်ခါမျိုးတွေလည်းဖြစ်လာတယ်ဆို။ဘေးရာမမမြဲဘူးဆိုရင်ဝိပရိနာမဓမ္မအစိုးဘက်ကိုပြောင်းနေတဲ့သဘောတွေဟာဘဝမှာခြေနဲ့ဆရာမကောင်းတာတွေပဲ။ခြေနဲ့ဆရာကြီးလည်းမတွေးနဲ့ မကျေနပ်စရာတွေလည်းရှိတယ်ဆိုတော့သိရမှဖြစ်တယ်အဲ့ဒါကိုအာဒီနဝလို့ခေါ်တယ်